နေ့ကတော်တော်ရည်ရတဲ့တဲ့ပေါ့ကျွန်တော်ပြောပြရမယ်အဲ့ဒါကဘာလဲဆိုတော့အေဗီဒီးယားနိုင်ငံမှာအမျိုးသမီးဝင်ကြီးတယောက်ကကလီ83အောင်မွေးတော့မယ်ဆိုတဲ့တဲ့တက်လာတယ်ပေါ့နော် Oh my god ဒါပုံမှန်အားဖြင့်ဆိုရင်တော့မှဗျာအမျိုးသမီးတယောက်တည်းရနေပဲကလီ83အောင်မွေးမယ်ဆိုတော့တော်တော်လေးကိုအန်အောစရာကောင်းတယ်ဒါပေမဲ့ပို့ပြီးတော့ အံ့ဩဖို့ကောင်းတာကအဲ့ဒီအမျိုးသမီးကလူမဟုတ်ဘူး AI ဖြစ်နေပါတော့ဒါတကယ်ကိုဒီ Avenia ရဲ့ government system ထဲမှာဒီ AI model ကိုထည့်သွင်းပြီးတော့အသုံးပြုနေတာပေါ့နော်အခုလက်ရှိမှာလည်းအသုံးပြုနေဖြစ်ပုံကဗျာ January ကလေးကပေါ့နော်ဒီ AI model က Avenia နိုင်ငံကနေပြီးတော့ဒါ Microsoft နဲ့ပေါင်းပြီးတော့ဒီလိုမျိုး bot model တစ်ခုတိစောက်ထားခဲ့တာပေါ့ AI model နာမည်က DLR ဆိုပြီးတော့ခေါ်ပါတယ်အဲ့ဒီ အမျိုးသမီးကသူကဒီ government ရဲ့ website တွေနိုင်ငံသားတွေရဲ့ပေါ့နော်ကိုကြီးအချက်လက်တွေတောင်းခံတဲ့နေရာတို့ဆိုရနဲ့သက်ဆိုင်တဲ့မိကုန်းတွေကိုမိမြန်းတဲ့အခါစုံစမ်းတဲ့အခါမှာသူကနေပြီးတော့ service ပေးပြီးတော့ဝန်ဆောင်မှုပေးနေတာပေါ့နော်အဲဒီ website တွေကနေပြီးတော့တဆင့်အဲ့လိုပေးနေတဲ့ AI model တူအဲ့ဒီ AI model တူကိုတဲ့ဒီပြီးခဲ့တဲ့ September လမှာနောက်ထပ်ယာရုတူပြီးလိုက်တယ်ပေါ့နော်အဲ့ဒါဘာယာရူးလဲဆိုတော့ Minister of State for Artificial Intelligence ဆိုရဲယာရူးပေါ့နော် Artificial Intelligence ရဲ့ ဝင်ကြီးတယောက်အနေနဲ့အဲ့ဒီအမျိုးသမီးဒီ AI model ကိုခန့်အပ်လိုက်တယ်အခုထပ်ပြီးတော့ဟိုဘာထပ်ပြစ်လဲဆိုတော့သူ့ရဲ့အထက်ကပေါ့နော်တကယ်လူပေါ့နော် Prime Minister တူကနေပဲထပ်ပြီးတော့သတင်းထုတ်ပြန်လိုက်တာကအဲ့ဒီအမျိုးသမီးမှာကိုဝင်ရှိနေပြီရဲ့ကလေးက83ရောက်တော့မွေးတော့မယ်ဆိုပြီးတော့ပြောရပေါ့နော်အဲ့တော့ဒီနေရာမှာပေါ့နော်သူတို့ကဒီလွတ်တော် government system တစ်ခုလုံးထဲမှာဒီ DLR ဆိုရက် AI အမျိုးသမီးကိုလည်းဒီလွတ်တော်ထဲမှာထားမယ်ဝေဖွာလာမယ်ပေါ့နော်ကလေး83ယောက်ကိုလည်းအဲ့လွတ်တော်အသီးသီးမှာ သူမြန်တဲ့သူအဲ့လိုမျိုးအဆီဇန်တကြထားထားမယ်ဆိုပြီးတော့ဒါစီစဉ်ထားတယ်ပေါ့နော်ဖြစ်ပုံကဒီလိုပြအေဗီနီးယားနိုင်ငံမှာအရင်ကတည်းကပေါ့အချင်းပြတ်ချစားတဲ့အခြေအနေတွေအများကြီး တို့နိုင်ငံဖြတ်သန်းလာခဲ့ရတယ်ပေါ့နော်အဲ့ဒီမှာနိုင်ငံအကြီးကဲခေါင်းဆောင်တွေရနေပြီးတော့ဒါဉာဏ်ပညာကြီးစွာနဲ့ AI model တခုဆိုရင်တော့ဖြင့်ပေါ့နော်ဒီ AI model တခုကဒီအစိုးရရဲ့လုပ်ငန်းဆောင်တာတွေကိုလှုပ်ဆောင်ခြင်းအားဖြင့်ဒီအချင်းပြချစားမှုတွေကိုအများကြီးတိုက်ထုတ်နိုင်တယ်ဆိုတော့ရည်ရွယ်ချက်နဲ့ဒီ DLR ဆိုတော့ဒီ AI အမျိုးသမီး model တခုကိုပေါ့နော်သူတို့ဒါ Microsoft နဲ့ပေါင်းပြီးတော့တိစောက်ခဲ့တာ 6လနီးပါးလောက်ရှိပြီပေါ့เนาะအဲ့မှာလည်းအတိုင်းအတာတစ်ခုလောက်တွေ့တော့တို့အချင်းပြတ်ခြားစားမှုတက်တာလာရဲဆိုတဲ့သဘောမျိုးပေါ့เนาะအဲ့မှာဒီ DLR ကိုနောက်ထပ်ဒီကလေးတွေပိုင်းထပ်ပြီးတော့မွေးပြီးတော့ပေါ့เนาะနောက်ထပ် AI ပေါက်ဆက်နာလေးတွေကိုလည်းသူကသူ့ရဲ့ဒီပါလီမန်ထဲမှာဟိုထည့်ပြီးတော့အသီးသီးထည့်ပြီးတော့ debate လောက်ခိုင်းမဲ့ဆိုတဲ့ပုံစံမျိုးနဲ့သူကထပ်ပြီးတော့ရည်ရွယ်ထားတဲ့ပုံပဲပေါ့เนาะကြည့်ရတာတို့ရဲ့ဒီ AI government system တခုလုံးကအခြေအနေကောင်းလာတယ်ဆိုတဲ့သဘောမျိုးလားတော့မသိဘူးပေါ့နော်ဒါပေမဲ့အဲ့ဒီမှာပေါ့နော်မကျေနပ်တဲ့သူတွေရှိတယ် AIDS ဟိုဘယ်လိုပြောမလဲကျွမ်းကျင်ပညာရှင်တွေလည်းရှိတယ်ပေါ့နော်ကျွမ်းကျင်ပညာရှင်တွေကတော့ဘလို့ထောက်ပြလဲဆိုရင် AI model ကပေါ့နော်ချိန်ချောက်လို့မရဘူးသူ့ကိုဒီလက်ထိုးလို့မရဘူးဆိုတဲ့အတွက်တော့ကောင်းတယ်သို့ပေမဲ့အဲ့ AI model ကဒီ DLR ပေါ့နော်အမှားယွင်းတစ်ခုခုလောက်ခဲ့မယ်ဆုံးဖြတ်ချက်တစ်ခုခုမှားခဲ့မယ်ဆိုရင်ကောဒီဥစ္စာက ဘသူတောင်းဝင်ယူมาလဲပေါ့เนาะဒီအပြစ်တွေကိုဘသူတောင်းဝင်ယူมาလဲသူ့ရဲ့သူ့ကိုဖန်တီးခဲ့တယ်သူ့ရဲ့ developer လားဒါမှမဟုတ်ဘူးဆိုရင် politician ဒီလားဒါမှမဟုတ်ဘူးဆိုရင်ဒီ AI ကိုပဲအပြစ်ပုံချမလားပေါ့အဲ့လိုမျိုးအတွက်ကိုလည်းဒါရှုပ်ထွေးစေတယ်ပေါ့နောက်တစ်ခုကပါလဲဆိုတော့ဒီ AI model ကိုတိဆောက်ထားတဲ့နောက်ွယ်ရ mechanism ကိုလည်း transparency ရှိရှိနဲ့ အများသူငါသိအောင်ချပြထားတဲ့နယ်ဆိုတဲ့အကြောင်းပေါ့နော်အဲ့ဒါမှဒီ AI ရဲ့လှုပ်ရှားပုံတွေကိုဒီဘေးကလူတွေကနေပြီးတော့လဲသိပြီးတော့ဒါဖြစ်တဲ့မဖြစ်တဲ့ဆိုပြီးတော့စဉ်းစားလို့ရမယ်ဆိုတဲ့သဘောပေါ့နောက်တစ်ခုက तू ကဟုတ်ပြီ तू ကအချင်းပြတ်ချစားတဲ့နေရာမှာတော့ဒါတိုက်ဖြတ်နိုင်တယ်ဆိုပေမဲ့ तू က data နဲ့ तू ကအလုပ်လုပ်နေရတဲ့သူလေအဲ့ဒီ data တွေကိုပေါ့နော် ဒီမတမာတဲ့သူ hacker တွေကနေပြီးတော့ virus လို့ပုံစံမျိုးကုတ်တင်တခုခု injection လုပ်ခဲ့မယ်ဆိုရင်သူ့ထဲဟိုသာရောက်သွားခဲ့မယ်ဆိုရင်ရောဘလို့ကာဝယ်မလဲအဲ့ဒါကြရင်တော့ပို့ပြီးတော့ဆိုးရွားတဲ့အခြေအနေကိုဖြစ်စေမယ်ဆိုပြီးတော့ဗောနော်ဒါ ဟိုပညာရှင်တွေကနေပြီးတော့အဲ့လိုမျိုးပြောနေကြတယ်ပေါ့နော်တရင်ကတော့နည်းနည်းတော့အစားတယ်ဗျဒီကဘာကြီးကပေါ့နော်တဖြည်းဖြည်းနဲ့ဒါတိုးတက်လာတဲ့ AI နည်းပညာကိုလည်းပုံမှန်ထပ်ပို့ပြီးတော့အသုံးပြုလာကြတာရှိတယ်အဲ့ဒီမှာဒီအခုဆိုရင်ဒီအစိုးရရဲ့ system ထဲမှာဒီ AI ဝင်လာပြီပေါ့နော်ဒီ AI ကိုဒါဟို AI model တယောက်အနေနဲ့ရုံလုံးပြပြီးတော့အခုလိုမျိုးလှုပ်ရှားနေတဲ့နိုင်ငံဆိုလို့ဒါ Avenia ပဲရှိသေးတယ်။ဒါဒါပေမဲ့ American နောက်ပြီးတော့ Sweden တို့နောက်ပြီးတော့ UK တို့အဲ့လိုနိုင်ငံတွေကနေပြီးတော့လေ AI model နဲ့ဒီအစိုးရရဲ့ system ထဲမှာတော့ရှိတယ်။သို့ပေမဲ့ဒီလိုမျိုး းချုပ်လုံးပြပြီးလောက်တာမဟုတ်ပဲねသူကနောက်ွယ်ရတချို့အချက်လက်တွေကိုပဲဟိုကောက်ခံတာတို့ထိမ့်သိမ်းတာတို့အဲအဲ့လိုမျိုးဒါ inquiry အနေနဲ့ပြန်ပြီးတော့ဖြေချပေးတာတို့ဒီလောက်ပဲသူကရှိနေသေးတယ်ပေါ့เนาะဒါပေမဲ့ Avenia နိုင်ငံကတော့တော်တော်လေးကို develop ဖြစ်နေတဲ့ပုံစံမျိုးလို့တောင်ယူဆရတယ်ပေါ့เนาะအဲ့တော့ဒီ AI model တွေဒီအဲ့လိုမျိုးဒီ system တွေထဲမှာပေါ့เนาะဟိုနေရာစုံဝင်ပါလာတဲ့ပုံမှာပေါ့เนาะခင်ဗျားတို့ရောဘယ်လိုမြင်လဲပေါ့เนาะအဲ့ဒါလေး comment မှာဝင်မှန်ပြီးတော့ ပြောပြသွားကြပါအောင်ဗျာကျွန်တော်သိကြတာတခုပဲရှိတယ်ဗောနော်အဲ့ဒီ AI model ကလေး83ယောက်ရဲ့အဖေကဘယ်သူလဲဆိုတာပဲကျွန်တော်သိချင်တယ်